။ညီမနာမည်ကတော့စစလိုက်ပါ။အာရှမ်ပူကနေပဲစောက်ခဲ့။ရှမ်ပူမှာကဒီမှာတနစ်ခွဲတနစ်ခွဲလောက်ပေါ့။မိမရနိုင်တဲ့အမတရားအတူတူအတားကပ်ပြင်မဟုတ်လို့စားတာတို့အလိုမျိုးပေါ့။အဲ့အရာတတိယ ဂျာကြီးကိုလာရှော့ပေးပါတယ်ရှော့ပေးမှုလေအားကြရဆမအားချင်းဆမတော့အအရန်ပြင်မဲ့လေသူကဧည့်သည်တွေပေါ့အရန်ကယူဆိုင်နိုင်တယ်ပြီးတော့လေဘယ်ဧည့်သည်မှအဲ့လိုမျိုးမလွတ်ဘူးပေါ့နော်တေချာလေးကယူဆိုင်ပေးရဲ့အဲ့လိုမျိုးဧည့်သည်တိုင်းကလည်းသူ့ကိုသဘောကျတယ်အဲ့အချက်တွေရောပြီးတော့ဆရာမဆိုရင်လေးလေးစားတယ်ဧည့်သည်တွေရောဝန်ထမ်းတွေရောအဲ့လိုအားကြရတယ် ခက်ခဲတော့ရှေ့အဲ့လိုပေါ့နည်းနည်းတော့ကြောက်တယ်ဒီမှာကျတော့စီကံကြီးရဲ့အဲ့လိုမျိုးကိုကကိုယ့်သဘောဘယ်လိုပြောမလဲကိုယ်မကြိုက်မှာတော့အဲ့လိုမျိုးတော့စိတ်ပူလာတော့ရှေ့ရပေါ့ဝန်ခံစားမှာအာပေးမခေါ်ပါတူတော့ရှိရဲ့အဲ့ရရှမ်ပူတဲ့ဝင်လဲဆိုတော့ရှမ်ပူအဲ့လိုဒီဇိုင်းရှမ်ပူကောင်းဆောင်လို့တရားအကုတ်တန်နည်းနည်းကြီးရဲ့သူနည်းနည်းပညာပိုင်းရောအကုန်တော့အဲ့လိုရခေါ်ပါပြောပြရတယ်ဟုတ် အဲကျေးဇူးတင်ပါတယ်လို့အဲ့လိုအစားအစာရရတင်ပေးရတယ်အဲ့လိုလျှော်တာတွေနှိပ်တာတွေတော့တည်ရအဲ့လိုမျိုးပေါ့အကုန်လုံးဘယ်လိုပြောမလဲကောင်းအောင်ဧည့်သည်ကိုဝန်ဆောင်ဖို့ပေးရချိန်ပါလေကိုကောင်းအောင်လုပ်ပေးရပေါ့သူကတင်ပေးရတဲ့ကျေးဇူးတင်ပါတယ်အကုန်လုံးဆုံးချမှုတော့ရှိပါတယ်ဟုတ် အခက်ဆုံးတင်ခဲ့တာတော့မရှိဘူးဒါပေမဲ့ကိုကအစိမ့်တသက်လို့တင်ခဲ့တာဆိုတော့အပြင်မှာလည်းအတွေ့အကြုံမရှိဘူးဆိုတော့ဟိုစပင်ကောက်တဲ့ချိန်တော့နည်းနည်းတော့ခက်တယ်လို့ခံစားရတယ်စပင်တွေလိုက်တဲ့အချိန်မျိုးပေါ့ကောဆင်ပြီးတော့အဲ့ဒါကိုအရင်ကျွမ်းအောင်လို့မြန်မြန်ကျင့်ခဲ့ရပါဘူး။ကျေးဇူးပါ